ဒါတော့မြန်မာပြည်အောက်ပိုင်းဒေသတော်တော်များများမှာလူကြိုက်များနာမည်ကြီးတဲ့ We Want to Fight IG ဆိုင်ကပဲဖြစ်ပါတယ်ဒီ We Want to Fight IG ဆိုင်ကတော့နာမည်ကြီးကံဘူကနေထုတ်လုပ်ပေးလိုက်တာပဲဖြစ်ပါတယ်အင်ဂျင်မဝါတော့ Want to Fight CC နဲ့ထုတ်လုပ်ပေးထားတယ်ဒီကဘာဒီမှာဆိုရင်လဲဒါအချွင်တက်တည်နဲ့ဒါလုံးဝကိုလှပနေတာကိုတွေ့ရပါတယ် We Want to Fight IG ဆိုတဲ့စတီကာကိုခဲအောင်ကဘာပေါ်မှာနော်စတီကာလေးနဲ့ ပုံဖော်ပေးထားတာကိုတွေ့ရတယ်။ဝီရီကတော့ခိုင်ခန့်တဲ့ဒလစ်၅ချောင်းပါဝင်တဲ့ဒလစ်ကိုဒီနဲ့ထွက်လုပ်ပေးထားတယ်။ချိန်မုံကတော့နေတီတာတွေတော်တော်များများကြိုက်တဲ့ချိန်မုံအပြည့်နဲ့ထွက်လုပ်ပေးထားတာကိုတွေ့ရပါတယ်။ဒီဝီဝန်ဒူဘိုင်အင်ဂျီဆိုင်ကမှဆိုရင်ကားကရီယာတန်းမှဆိုလေဒါကားကရီယာတန်းရဲ့တန်လုံးတွေကတန်လုံးအတုတ်တွေနဲ့ဖန်တီးပေးထားတာကိုတွေ့ရပါတယ်။ရှင်းဘရိတ်ကတော့ဘရိတ်အုပ်တဲ့ကပုံမှန် safety ဖြစ်မဲ့ display နဲ့ထွက်လုပ်ပေးထားတယ်။ရှင်းဖောက်ကတော့ hydraulic pump နဲ့ ထွက်လောက်ပေးထားတာကိုတွေ့ရပါတယ်ချင်းရအောင်ဆိုရင်လည်းဒီမှာကြည့်လိုက်ပါအောင်များနော် V ပုံသဏ္ဍာန်လေးနဲ့တော်တော်ကိုလှတယ်နော် Wave 1 to 5 IG ဆိုင်ကယ်တွေကမြန်မာပြည်အောက်ပိုင်းကတော်တော်များများကြိုက်ကြတာကိုတွေ့ရပါတယ်ဒီကံမဝေး1 to 5 IG ဆိုင်ကယ်မှာဆိုရင်ရှီမီကြီးကတော့ LED မီနဲ့ထွက်လောက်ပေးထားတယ်ပြီးတော့စနိုးလိုက်ပြီဆိုတာနဲ့ရှီရအောင်မှာ daylight မီလေးရောတခါတည်းထည့်သွင်းပေးထားပါတယ်ဒီ daylight မီလေးကစနိုးလိုက်တာနဲ့ auto အလိုလျောက်လင်းနေမှာပဲဖြစ်ပါတယ် ဘေးချင်းပြမီးတွေကိုတော့ရိုးရိုးမီးဝါနဲ့ထွက်လုပေးထားပါဗယ်။ဘိုင်းကွက်မှာဆိုရင်ဂန္ဓာ၃ခုပါတဲ့ပုံစံနဲ့ခွဲပေးထားတယ်။ဘိုင်းကွက်ရဲ့ဘယ်ဘယ်ချမ်းမှာဆိုရင်စီတိုင်ကြီးကိုပြတ်တပေးမှာဖြစ်ပြီးတော့ခလဲကောင်ကတော့မောင်းနေတဲ့ speed ကီလိုမီတာကိုတောက်လျှောက်ပြတ်တပေးနေမှာဖြစ်ပါတယ်။ညာဘက်ကတော့ gear ချိန်ရင်ချိန်တယ်လို့ gear position ကိုပြတ်တပေးနေမှာပဲဖြစ်ပါတယ်။ဆိုင်ငင်နောက်မီးရဲ့ဘေးချင်းပြမီးရဲ့ကိုတော့ရိုးရိုးမီးဝါနဲ့ထွက်လုပေးထားပါတယ်။ ဒါကတော့တလစ်စားတဲ့ကမ်ဘိုဝေဝန်တပိုင် IG ဆိုင်ကိုဒါစစ်နိုးပြပေးကြပါတယ်ဒါကတော့စစ်တန်လေးပါခင်ဗျာကျွန်တော်မော်ဒနီကယ်ဆိုင်ရဲ့ချက်တူမိတ်ဆွေတွေအစ်စ်လောက်နားဆင်ကြည့်ပေးကြပါအောင်ခင်ဗျာမစစ်တန်လေးကလုံလုံလေးအဲစစ်တန်လေးကလုံလုံလေးပေါ့နော်နောက် break ကိုတော့ have break နဲ့ထွက်လုပေးထားတယ် ိဇောရီယာဆိုရင်လေတော်တော်ကစနုပြသွားသလိုပဲအိဇောတန်ကလုံလုံလေးဒီမှာဆိုရင်ဒါစတီးအောင်နေတောက်ပနေတဲ့အိဇောနဲ့ထွက်လောက်ပေးထားတယ်အင်ဂျင်ဘဝတော့ 1.5cc အင်ဂျင်ဘဝအပြည့်နဲ့ထွက်ရှိမှာပဲဖြစ်ပါတယ်ဒါအားလုံးမြင်ကြတဲ့အတိုင်းဒီမှာပါနော်တူးပေါက်ကြီးကအကျယ်ကြီးဒီမှာဆိုရင်ဆိုင်ကယ်အုပ်ထုပ်အကြီးတစ်လုံးကိုချောင်းချောင်းကြီးကြီးထည့်လို့ရမှာပဲဖြစ်ပါတယ်အိရှင်မတွေကတော့လုံဝကြိုက်မှာတေးကြပါတယ်စီတန်ကြီးကတော့လီလီတာဝင်းကျင်ဆက်မှာပဲဖြစ်ပါတယ် ဖနိုင်ကုန်နေရဆိုရင်လေဒီမှာအခြားဆိုင်ကြီးနဲ့မတူပဲချွတ်လောက်ထားတဲ့တည်ဒါကလုံးဝကိုနော်တည်ဒါတော်တော်ကိုကောင်းတယ်နော်တည်ဒါဒီမှာပြီးတော့ဒီမှာဖော်ထားရလေလုံးဝကိုဣစ်စစ်နေတာပေါ့နော်အရင်လက်ပါတဲ့ခဲယောင်နဲ့ဆိုင်ကြီးကိုလိုက်ရှာနေတယ်တူဘောက်ကျေတာကြိုက်တယ်ဆိုရင်အခုပြတ်တနေတဲ့ကမ်ဘိုဝဲပါဝမ်းနဲ့ဆိုင်ကြီးကိုစီးကြည့်ပါလို့ကျွန်တော်ကြောကြောကအကြံပြုတိုက်တွန်းချင်ပါတယ်ဒီဆိုင်ကြီးကိုဘယ်မှာဝယ်လို့ရမလဲဆိုရင်တော့မန္တလေးမြို့82လမ်း 36လမ်းနဲ့38လမ်းကြားမှာပွင့်လှစ်ထားတဲ့ Top Star ဆိုင်ငယ်ရှိုးရူမှာစတင်ဝယ်ယူအားပေးလို့ရနေပါပြီခင်ဗျာ။